တကယ်တွေးကြည့်တော့သူတို့တွေကကိုမွေး20လောက်မှမွေးသူတို့ကကိုသားရွယ်ဖြစ်နေတယ်သူကအကျိုးအရင်ကျိုးစားတယ်အဲ့ဒီကူကတော့ကိုသူ့သဘောကြောင်ချက်ဆံတယ်သူကျိုးစားတာကြီးပေါ့နော်လိုလိမ်မာတယ်ကျိုးစားတယ်နိလိမ်မာရင်ကြီးပေါ့ဟာဟာဟာဟိုဒါမဟုတ်ရချင်တော့ဒီမှာရင်ကြီးလိမ်မာတယ်နန်းစင်းလေး ုတ်ဆောင်တဲ့အချိန်မှာမော်ဝင်သွားတဲ့ဟာကျွန်တော်ဆိုလို့ရှိရင်မူဝင်အောင်လို့အမိခါကြီးပြန်ပြန်ကြည့်ရကျွန်တော်ဖုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုလေးပေါ့နော်ငါအမေဒီလိုတုတ်ဆောင်တာအဲ့တော့ငါ့ဘူးကဒီလိုဖြစ်မှရမယ်ဆိုပြီးတော့ပြန်ချိန်ရတဲ့အရာလေးရှိရပါတယ်ပြေချားရမှာဆိုလို့ရှိရင်လည်းမကြမကြတွေးဖြစ်ပါတယ်ဒီပေါ်နေရတယ်အဲ့ဒါဆိုတကယ်ကိုစကားပြောတိုင်းလည်းဘယ်လိုမျိုးအများနဲ့တုတ်တင်ဆုံးမှပြည့်ရဲ့ဒါမိကောင်းတယောက်ပါ ရန်ချောတက်တာလို့ရန်တက်တာအတက်ရန်တက်ပျောပျောတက်ဆိုတက်ချွဲတက်ပူဇာရလေတွေ့တွေ့ချင်းပူဇာလို့အမေရရန်ကုန်ရောက်တဲ့အချိန်မှာပန်ကာကြီးလမ်းပို့ပေးရတယ်ပန်ကာအကြီးပန်ကာအကြီးဒီဟိုဟာပေါ့ထောသူစာပေါ့အကဆရာမှာပါရှင်ဟုတ်မတားလည်းပြောပြပါအောင်ကျွန်တော်ကတော့ဘူဘူပါခင်ဗျဒါဒါကတော့ကျွန်တော်တို့တင်ငယ်ချင်း900ရောက်ခဲ့ရအမီပေါ့ ဟုတ်ပါဘူးကိုယ်ကိုက်တာကိုပြော sorry ကျွန်တော်ကပြောပါခင်ဗျာအဲ့လိုလူငယ်တွေမှာအဲ့လိုဆက်ဆက်ဆုံဆုံတောက်ယူတောင်းနေပြပါဒီ9ယောက်ထဲက2ယောက်ကအမေပေါ့ တားနေရောက်ရမိလားတားနေရောက်မိတကယ်တွေးကြည့်တော့သူတို့တွေကကိုမွေး20လောက်မှမွေးသူတို့ကကိုသားရွယ်ဖြစ်နေဆိုတော့ဟိုဟာအဆင်ပြေပါရဲ့အမအတွက်လည်းအရင်ကြီးဟိုလိုမျိုးတော့ဟိုကလေးသေးသေးလေးကမှကိုသားမို့ကိုရွယ်နေကြတော့သူတို့ရွယ်နေကြတော့ဟိုကွာခြားမှုကြတော့အဆင်ပြေပါတယ်သူကငယ်တယ်ဆိုမှအရင်ဟိုငယ်တဲ့ကလေးရဲ့ energy ကတော့အပြည့်ရပါတယ်ဒီမှာပါတဲ့ကလေးတွေကတော့ energy ရမ်းရှိရဲ့အဲဖိတ်တာသူဘယ်လိုရောက်နေဟို အကြီးကြီးဆိုလို့ရှိရင်လည်းအရင် respect ရှိတယ်စပြီးတော့ဟိုဖြစ်ခရေကသူစူးစမ်းဖို့လည်းအမြင်နဲ့အစဉ်သဖြင့်နေသင်ယူဖို့လည်းသူကအမြင်နဲ့အစဉ်သဖြင့်နေအတွက်ကြောင့်မလို့ဟိုဒီထက်မှလည်းအခုလည်းအောင်မြင်တယ်ဒီထက်လည်းအများကြီးအောင်မြင်မယ်လို့အမကတော့သူ့ကိုမြင်ပါရဲ့ရှင့်သူကအကျိုးအရင်စူးစမ်းတယ်အဲ့ဒီတစ်ခုကတော့ ကိုသူ့သဘောကြဆုံးချက်ဆုံးသူစူးစမ်းရတယ်ပေါ့နော်လိမ္မာတယ်စူးစမ်းတယ်လိမ္မာရင်ကျေးပေါ့ဟာဒါမဟုတ်ရဲ့ချင်းပါဘူး။ဒီလိမ္မာတဲ့နန်းစင်းလေးအဲ့ဒါပြောပါရှာအဲ့လိုလေးပြန်ကြအောင်အမေအမေညီမလေးလို့ပြန်ခေါ်ဘူးဟုတ်ကျွန်တော်ဒီအင်တာဗျူးမှာတော့အမေကိုညီမလေးလို့ခေါ်ဘူးဆိုတော့ငဲချင်တယ်ဆိုတော့ညီလေးပေါ့ကျွန်တော်ပြပြမယ်နော်တော့မှမလျှော့ရအောင် ဲမှမရှိဘူးဘဲမှမရှိတာဆိုတာဟိုအမှုပညာပုံမှာမရှိတာကိုပြောပါလေဟိုကျွန်တော်ရှိမှမြင်လက်တက်ဆိုလို့ရှိရင်လည်းဟိုရှူတင်မှာဆိုရင်ဘီရိုတိုးဆောင်တဲ့အချိန်တွားကြည့်နေတယ်ဘာကြည့်မပါဘူးတွားကြည့်နေတဲ့နေရာကြီးကတော့ဘယ်တော့စဉ်းစားရတယ်အဲ့အချိန်မှာဆိုလို့ရှိရင်လည်းဟိုအမေတို့ခုမပါဘဲနဲ့ဟိုကကျွန်တော်ကင်မရာဒီလိုမျိုး ratio ခွဲပြီးရိုက်တဲ့ဟာမျိုးရှိရဲ့မပါဘဲနဲ့လည်းအပြည့်လောက်တယ်တစ်ဖက်လူလောက်ရတာအဆင်ပြေအောင်လို့ပေါ့နော်အဲ့လိုမျိုး support လုပ်တာတွေရောပြီးလို့ရှိရင်ဒီ ပြောလို့မရလေအဲ့ကားလေပြလေပြတဲ့ချိန်ကြလို့ရှိရင်အမေရဲ့အဲ့လိုမျိုးတရုတ်ဆောင်တဲ့ချိန်မှာမော်ဝင်သွားတဲ့ဟာကျွန်တော်ဆိုလို့ရှိရင်မူးဝင်အောင်လို့အမေဟာပြန်ပြန်ကြည့်ရတယ်ကျွန်တော်ဖုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုလေးပေါ့နော်ငါအမေဒီလိုတရုတ်ဆောင်တာအဲ့တော့ငါ့ဘူကဒီလိုဖြစ်မှရမယ်ဆိုပြီးတော့ပြန်ချိန်ရတဲ့အရာရှိရပါတယ်ပြီးကြားရမှာဆိုလို့ရှိရင်လည်းမကြမကြတွေ့ဖြစ်ပါတယ်ဒီပေါင်းနေရတယ်အဲ့ဆိုတကယ်ကိုစကားပြောတိုင်းလည်းအဲ့လိုမျိုးအများနဲ့တုတ်တင်ဆုံးမှပြည့်ရဲ့အဲ့ဒါအမေကောင်းတယောက်ပါ ဟုတ်ဘူးလေမြေလက်တက်ကြအောင်မေလို့ခေါ်မှာမဟုတ်ဘူးဒီတိုင်းဒီတိုင်းမေပေါက်လို့ဒီတိုင်းမေပေါက်လို့ခေါ်တာဟုတ်တယ်လူကတော့မရင်သေးဘူးဒါပေမဲ့သူတို့ကကြာကိုယ့်ကိုကြာတော့ကအဲ့လိုမျိုး respect ရှိဘူးကလေးစားတမှုလေးစားတမှုနဲ့ခေါ်တာကလေးတွေကအဲပြောတာပေါ့အဲ့အားကြောင့်မလို့လဲရိုက်တာလေဟုတ်တယ်ဟုတ်တယ်ကလေးတွေ9ယောက်ဆိုတော့အငယ်နဲ့ရိုက်ရတာအခုဒီအခုလက်ရှိရိုက်မဲ့ဇလန်တွေကလည်းကလေးငယ်တွေအများကြီးပါအငယ်နဲ့ရိုက်ရတာအမှပါကြိုက်လဲဆိုတော့သူတို့စီက energy ကောင်းတယ်အများကြီးရတယ်တကယ်ငွေရွယ်တဲ့အချိန်အရန်တက်ကြွားတဲ့အချိန်အရန်လှုပ်ရှင်တဲ့အချိန်ဒီခါကျရင်ကိုကစိတ်ထက်ကြတဲ့အချိန်မှာရှိရသူတို့စီကပြန်ယူရ energy ပဲ အဲ့ဒါကြောင့်မလို့ကလေးကိုကြည့်ပြောအရန်တက်ကြနေဆိုကိုငငယ်လေးဟာပြန်မြင်ရတယ်လို့ပဲကိုငငယ်ကလည်းအဲ့လိုလေးပဲဟိုနုပညာမျိုးရလည်းမရှိဆိုတော့သမီးကိုသင်မင်းတော့သမီးအားလေးသင်မင်းတော့အဲ့ဒါလူရာရှိရင်သမီးကိုပြောတော့ဆိုအဲ့ကလေးကိုကြည့်ရင်အဲ့လိုမျိုးလေးပြန်မြင်ရဆိုအဲ့ဟာကိုကိုကပြန်ပြီး energy ရတော့သူတို့နဲ့ရတာအရန်စိတ်ချမ်းသာအဲ့လိုပေါ့ပေါ့ပပလည်းဖြစ်တယ်အရန်ချွတ်တက်တာကလည်းရန်တက်တာအတက်ရန်တက်ပြောစပြောတက်ဆိုတက်ချွဲတက်ဟုတ်လားဟုတ်လား ပူဇာပူဇာလေတွေ့တွေ့ချင်းပူဇာလို့အမေရရန်ကုန်ရောက်တဲ့အချိန်မှာပန်ကာကြီးလမ်းပို့ပေးရတယ်ပန်ကာအကြီးပန်ကာအကြီးတော့အဲ့လိုပန်ကာလေးကြီးကြိုက်တယ်ပန်ကာလေးကြီးကြိုက်တယ်ရန်ပူတယ်တော့လေနော်ဟုတ်တယ်ဒါနဲ့ပို့ပေးလိုက်မယ်လို့ပုတ်ပန်းမှာဆိုတော့လသားလေးလို့ပြီးအောင်လို့ဆိုပြီးအောင်လို့ဆိုပြီးတော့တကယ်ရှိတဲ့နောက်တရက်ခဲချားအတန်းရောက်လာ